နုံနေတီချာဖခင်ဆုံးပါသွားသည့်အချိန်မှာ အမေတယောက် စိတ်ထိတ်ကြိုက်သွားသည်ကိုတွေ့ရသည် အချိန်တိုင်းငေးမိုင်နေပြီးတခုခုကိုစဉ်းစားနေသလိုရှိ၏ဖာလုံးလုံးတတိလက်လွတ်ဖြစ်နေက အလွဲလွဲအချော်ချော်ကြီးဖြစ်နေသည်ထုံမြင့်ကွင်းကိုတွေ့ရရင်မယ်လေးရင်ထဲတွင်မကောင် ထုံမြင့်ကွင်းကိုတွေ့ရ၍မေလေးရှင်နေရမကတအိမ်နဲ့အတူနေထိုင်ကြသူတွေဖြစ်၍တခုခုတော့လှုပ်ပြီးမှသင်မြည်ဟုတွေးလိုက်မိသည်အမေယခုလိုဖြစ်နေရသည်ကလည်းအထက်ကစီးပွားရေးနဲ့ပတ်သက်၏အဖေရှိတော်ငါသာမိသားစုစာဝင့်နေရေးကိုကင်တွဲဖြည့်ရှင်းပေးခဲ့သည်အခုတော့ အဖေကမိသားစုကိုကြောက်ခိုင်းသွားပြီးမို့အဆဆအယယာအမိခေါင်းပုံပုံချလာသည်ဟုမှတ်ထင်ထားဟန်သူသည်မိမိကလည်းဘာမှမလုပ်တတ်မကိုင်းတတ်တယ်အခုမှလူလာမြောက်ဆအွေဖြစ်နေ၍အမိခေါင်းလေးနေခြင်းဖြစ်နိုင်သည်ဒီသားမင်းရောက်တာရှိ၍ပွင့်လင်းနေဖို့တော့လိုလီပြီအမေဘာဖြစ်လို့မျက်နှာမကောင်းတာလဲနေမကောင်းဖြစ်နေလို့လား မေခွေလူရင်ကတော့ထို့သူမဟုတ်တွယ်ဝိုက်နီဖြစ်တာမေးလိုက်ရသည် မဟုတ်ပါဘူးသမီးရဲ့အထွေထွေပေါ့မမေတို့နေရမယ့်တတန်းကကြံ့နေသေးတော့အမျိုးမျိုးစဉ်းစားနေရတာလေအမေရှင်နဲ့ဘာဖြစ်နေဒီကိုတီးလိုက်ရသည်အမေစကားထဲမှာအဖြေပေါ်နေ၏ မေတို့စာဝတ်နေရေးကိုဘလို့ရင်ဆိုင်ရမှန်းမသိလို့ပါဟုပြောချင်ဟန်ရှိသည်အမေမပြောခင်မိမိကဥအောင်ပြောထားမှအဆင်ပြေမိတာမေတမင်းဒီနာရွာတွေကိုပတ်ပြီးဈေးလိုက်ရမလားလို့အမြတ်အစွန်တော်ကြံနေမိရဲ့အေးချီလိုမိသားစုဆိုအလီနဲ့စားနေကြတာအပူလေးတောင် လက်ထဲမှာစုပ်ကင်ထားနိုင်သေးတယ် ိုလေးအောင်လက်ထဲမှာဆုပ်ကင်ထားနိုင်သေးရဲ့တဲ့။တမီးတို့နှစ်ယောက်တည်းနေတော့ပို့ပြီးတော့အဆင်ပြေတာပေါ့မဟုတ်လား။မေလေးစပြောချိန်မှာအမေဖြစ်သူက အင်တတင်လုံနေသည်။တမီးလိုအရွယ်ကလေးကလည်းရှိရှုပ်ချောလှပသူအတွက်ဒီအလုံးနဲ့ဖြစ်ပါမလားဟုစဉ်းစားချင်းချင်းနေသည်။တွားရမည့်ရွာတွေကတရွာတည်းမဟုတ်ပတ်ဝန်းကျင်ရှိလင်းကားရွာပြီးတော့ဒီရွာတွေကအဆက်နည်းနည်းဝေးသည်။ လူသွားလူလာကအစာသိမ့်မရှိချေဒီလိုလမ်းမျိုးအပြိုရဲ့မင်းကလေးတယောက်တည်းသွားလာရမည်ဆိုတော့အိုးမဖြစ်ပါဘူးသမီးရဲ့အမေပါတာပဲရှာကြံပြီးစားပါမယ်ကွယ်ငါသမီးကငယ်ပါသေးရဲ့အမှန်တော့သမီးကိုစိတ်မချ၍တင်းငယ်သည်ဟုပြောခြင်းမင်းအမှန်တော့ ံတော့သမီးကိုစိတ်မချ၍ငယ်သေးသည်ဟုပြောခြင်းပဲသမီးအသက်က16နှစ်ကျော်ဟာအမေကလေသူများတကာတွေလည်းဒီလိုပဲသွားလိုက်ရောင်းချအစားနေကြပဲလေအမေရဲ့သမီးအသက်က16နှစ်ကိုများငယ်သေးရဲ့အေးကြီးကိုလည်းပါမှာပါအမေရဲ့သမီးတယောက်တည်းတော့ဘယ်သွားပါမလဲအဖော်ပါလို့အမေကိုပြောနေရပါနော် အမေဖြစ်သူမှာခဏတာစဉ်းစားသည်စာဝတ်နေရေးကတာမင်းနှစ်ယောက်ထဲမှာတယောက်တော့ကျင်းသေးရှာရမည်ထိုမှသာတာမင်းနှစ်ယောက်ဘဝဆက်လက်ရှင်သန်မည်ဖြစ်၍လက်ရောဖို့ဆုံးဖြတ်လိုက်ရသည်အမှန်တမ်းပြောရရင်တော့အမေသမီးလေးကို မလုဆေချင်ပါဘူးကွယ်ဒါပေမဲ့လည်းအမေဘက်ကမလုနိုင်မကင်နိုင်ဖြစ်နေလို့သာသမီးရဲ့တောင်းဆိုချက်ကိုလက်ရောရမှာပါဒါပေမဲ့လည်း ငါသမီးတယောက်တည်းတော့မသွားနဲ့နော်အဖေကိုဆောက်ပြီးမှသွားကြာလာမိခင်ဖြစ်၍သမီးဖြစ်သူကိုစိုးရိမ်မိသည် ထို့ကြောင့်လည်းတတိပေးမိ၏ဟုတ်ကဲ့ပါအမေရဲ့သမီးလည်းအဲ့လိုပဲစဉ်းစားထားပါတယ်မေလေးမမြို့ကိုကုန်တက်ဝယ်၍အနီးနားရွာတွေကို လိုက်လံရောင်းသည်အေးချီဆိုသူနဲ့တွေ့ဖက်ရရောက်ရင်အဆင်ပြေသည်တာမီနဲ့ရောက်စားလို့ရသည်ဤသို့ရောင်းချစားလာရတနှစ်နီးပါးခန့်ကြာလာခဲ့သည် ဒီနေ့တော့ကုန်ပစ္စည်းရတိတ်မများခြင်းလက်ကျန်လေးနဲ့သာရောင်းချဖို့ထလာခဲ့သည်အဖေကိုစောက်သည့်နေရာဖြစ်သောရွာထိပ်ကလမ်းခွဲနေရာလေးမှာစောင့်ဆိုင်နေ၏ကြည်ကားပေါ်ပါမလားကြည်အချိန်ဆွဲစောင့်နေကြသည်ရှောက်မလားထို့အတွက်ကြောင့်တယောက်တည်းထွက်လာခဲ့သည်လမ်းတော့ကိုရောက်မှ လူသုံးယောက်ကြောပိလျက်ထိုင်နေသည်ထိုနားမှာမိလေးဖြက်စည်းလာခဲ့သည် ထို့နောက်မင်းလေးစပိန်ကိုတယောက်ကပြေးဆွဲသည် အရှိန်နှင်းမှုစပိန်လေးမှောက်သွား၏လူကလည်းလမ်းပေါ်ထိုးကျသွားသည်လူသုံးမှပြေးလာပြီးမင်းလေးကိုချုံနောင်ကလေတဲတဲစီခေါ်ဆောင်သွားသည်ပြီးတော့ဖြတ်စည်းလိုက်ကြ၏မင်းလေးကရှုံးကန်ပြီးမဲအာမတန်၍မဲလျှော့လိုက်ရသည့်အချိန်နီးထိုလူသုံးယောက်ထဲမှမင်းလေးကမျက်နှာတက်မိတော်သူပါသည်ထိုသူကမိမိကိုတီးပြီးဟုထင်ပြလက်စဖြတ်ဖို့ကြံနှစ်ဦးကိုတီးတိုးပြောသည် ထိုသူကမိမိကိုတီးပြီးဟုအထင်ဖြင့်လက်ဆဖြစ်ဖို့ကျန်တဲ့ဦးကိုတီးတူပြောသည်ထိုနှုတ်ကလည်းတယောက်ကဖမ်းမိတော့အားလုံးဒုက္ခရမည်ဖြစ်၍သဘောတူလိုက်သည် မေလေးအခြေအဆုံးကိုတယောက်ကနင်းကျန်တယောက်ကကိုဘော်ကိုတက်ခွာစီကလဲပင်းကိုညှစ်လျက်တက်ဖြတ်လိုက်သည်မေလေးတည်ဆုံသွားသည့်အခါမှထွက်ပြေးကြလျော်သည်ညနေဆောင်သည့်အထိသမီးလေးပြန်မလာ၍အမေဖြစ်သူစိတ်ပူနေသည် လေတဆန့်ဆန့်ဖြင့်တမီးပြန်အလာကိုမျှော်မှန်းနေမိသည်ထိုကိုင်းလူငယ်လေးတစ်ယောက်ပြေးလာကဒေါ်လီဒေါ်လီဒေါ်လီတမီးကျွန်တော်တဲမှာတင်နေရဲ့ဗျအဲ့ဒါလာပြောတာဟင်ဟုတ်လားဘလို့ဖြစ်တာလဲကွယ်ဒေါ်လီလေးတခါရလိုက်ခဲ့မယ်ဟိုရောက်တော့မီလီကရှာထွက်လျက်တင်းနေလေသည်ဘလို့ဖြစ်တာလဲတမီးရဲ့ ဖြစ်ဆိုးလာ ਈ လားကို့ဘာသာကိုကောင်းရောက်ကောင်းဝယ်လှုပ်ရှားနေရဘယ်ဘလူးတပတ်တွေဖြက်စီးလိုက်ကြတာလဲလူကိုယ်တွေစော်ကားရုံနဲ့မဟုတ်ဘူးအသက်ပါယူသွားရဆိုတော့မယိုင်းလာကြည်လားဟဲတွေ့မယ်ငါသမီးအသေးဆိုးနဲ့တေးရလို့ဒင်းလို့လဲကောင်းကောင်းကြီးကိုခန်းစားစေရမယ်ဟဲ့ထိုတဲ့င်းကြားတွင်ရွာကလူများလဲလိုက်လာသည်မေလေးအပြန်လဲခေါ်ဆောင်သွားကြပြီးတကြိုးလိုက်ကြ၏မေလေး၏အမေဖြစ်သူကတော့စိတ်ထိခိုက်သွားသည် မိမိပေါ်တာဝန်တည်တည်ဖြင့်လောက်ကင်ကျွေးနေရှာသောသမီးလိန်မာလေးဖြစ်၍ဖြေးမစင်အောင်ဖြစ်နေရသည်အဲ့ရတဲ့ဘီဘုံဘုံလေးကဆွေမျိုးများကလာရောက်ကြည့်ရှုပေးနေသည်ဟုဆိုသည်လူယုံလူယုံမှာတော့ရောက်ကိုမကြမီဖမ်းမိ၏ထောက်တီတီကြာသွားကြတော့သည် မိဘပေါ်တာဝန်သိသောလူပိတတော်မီလေးတယောက်ကအတိတ်ကံကြောင့်မိဘပေါ်တာဝန်သိသောလူပိတတော်မီလေးတယောက်ကအတိတ်ကံကြောင့်နှုတ်နှစ်ခဲရလိသလားတော့မသိချေကြာပန်းသည်လှပ၏မှန်၏တခါတည်းရန်နှုံဖုံးတတ်သေးသည်